အင်္ဂလိပ်စကားမပြောတတ်သေးလို့အင်္ဂလိပ်စကားပြောတတ်ဖို့သင်ယူနေတဲ့သူတွေကိုစေတနာနဲ့အကြံတစ်ခုပေးမယ်။အင်္ဂလိပ်စကားပြောသင်တန်းတစ်ခုတတ်တော်မယ်ဆိုလို့ရှိရင်ဒီလိုသင်တန်းမျိုးတွေကိုမတတ်နဲ့။ဘလို့သင်တန်းမျိုးတွေလဲဆိုလို့ရှိရင် pattern တွေကို အလွတ်ချက်ခိုင်းတဲ့သင်တန်းမျိုးတွေ vocabulary ကိုအားနိုင်ရတိုင်းချက်ခိုင်းနေတဲ့သင်တန်းမျိုးတွေ dialogue တွေကို group A နဲ့ group B ဖွဲ့ပြီးတော့အပြန်ပြန်အလန်လန်ပြောခိုင်းတဲ့သင်တန်းမျိုးတွေလေစိတ်မှာဘာပြောရမလဲစူပါမားကတ်မှာဘာပြောရမလဲစေကန်းသွားပြရင်ဘာပြောရမလဲစတဲ့အဲ့လိုမျိုးသင်နေတဲ့သင်တန်းမျိုးတွေကိုမတက်ဖဲနဲ့ကိုယ်မှာရှိတဲ့ English knowledge တွေကိုပဲပြန်အသုံးချပြီးတော့အခုအချိန်မှာ English စကားအနေနဲ့ပြောတတ်ဖို့အတွက်တည်တည်ချာချာသင်ကြားပြီးတဲ့သင်တန်းမျိုးကိုတက်ပါလို့ကျွန်တော်အနေနဲ့အကြံပြုပါရစေ ျွန်တော်တို့ Language SMB ကလာစဉ်လာတိုင်းဖွင့်လှစ်ပေးလျက်ရှိတဲ့နှစ်လပြည့် Zoom class English ကပြောသင်တန်းလေးမှာဆိုလို့ရှိရင် English ဘာသာစကားကိုပြောတတ်ဖို့အတွက်သင်တန်းတွေအများကြီးရှောက်တက်ကြည့်ခဲ့ဘူးတဲ့သို့တော့ဘယ်သင်တန်းကိုမှစိတ်တိုင်းမကြဘူးသင်တတ်တဲ့အခါမှာလည်းထိရောက်တဲ့သင်ကြားမှုမျိုးတွေနဲ့မကြုံတွေ့ခဲ့ရဘူး တင်နဲ့သာတက်လိုက်ရတယ်ပြန်ပြီးဒီဘာသာစကားကိုလက်တွေ့အသုံးချမဲ့ပတ်ဝန်းကျင်လည်းမရှိဘူးဆိုလို့ရှိရင်ကျွန်တော်တို့တင်နှမ်းမှာကိုယ်မှာရှိတဲ့ English knowledge တွေကိုပြန်အသုံးချပြီး English ဘာသာစကားကိုကိုယ်ပါစက်ကတကယ်ယုံယုံကြည်ကြည်နဲ့ပြောထွက်လာအောင်တိတ်တိတ်ချာချာကြက်ကြက်မက်မက်လေ့လာသင်ကြားပေးမှုတွေကိုလည်းထည့်သွင်းထားတယ်ကျွန်တော်ရဲ့မိခင်ဘာသာစကားဖြစ်တဲ့မြန်မာစကားနဲ့ English ဘာသာစကားမှာဘယ်အပိုင်းတွေကအဓိကကွာခြားနေတယ်လဲလေယူလေသိန်းအပိုင်းတွေလား foreigner တွေအင်္ဂလိပ်စကားတွေမြန်မြန်ပြောတဲ့အခါမှာကျွန်တော်တို့ဘာဖြစ်လို့နားမလဲတာလဲ ဒါဆိုရင် native speaker သမဟုတ် European သမဟုတ်တခြားနိုင်ငံသားတွေနဲ့စကားပြောတဲ့အခါမှာကျွန်တော်တို့ကဘယ်အချက်တွေကို သိထားဖို့လိုသလဲစတဲ့စတဲ့ဒီအချက်လက်တွေအားလုံးကိုတိတိချာချာကြကြနန်းနာအသေးစိတ်သိစေဖို့ဒီသဏ္ဍာန်လေးထဲမှာဂယုတဆိုင်နဲ့သင်ကြားပေးထားပါတယ်။ဒါရင်မကသေးဘူးဘာသာစကားတခုပြောရဲဆိုတာ of course အတန်တော့ကလုံးဝအရေးကြီးတယ်ကိုအတန်မှန်နေဖို့လိုတယ် ကိုတင်ယူလိုက်တဲ့အတန်တွက်ကမမှန်မှုဆိုလို့ရှိရင်နောက်မှပြန်ပြင်ရမယ်ဆိုတဲ့အခက်အခဲမျိုးတွေလည်းရှိမယ်။အဲ့ဒီတွက်ကြောင့်ဒီတင်တဲ့လေးမှာဆိုလို့ရှိရင် International Phonetic Alphabets လို့ခေါ်တဲ့ IPA and Phonics သင်ခန်းစာတွေကိုအသေးစိတ်နီးပါးကိုတည်တည်ချာချာကြာကြာတနာသင်ပြီးတဲ့အပြင်မှာတကယ့်ကပလေယူလေသိန်းအတန်တွက်စနစ်နှစ်မျိုးဖြစ်တဲ့ British English နဲ့ American English လေယူလေသိန်းတွေကဘယ်နေရာတွေမှာကွာခြားနေကြတယ် British accent ကိုတည်တည်ချာချာနားလည်ဖို့အတွက်ဘယ်အချက်တွေကိုကျွန်တော်တို့အာရုံစိုက်ဖို့လိုသလဲစတဲ့အစတဲ့အသေးစိတ်အချက်လက်တွေကိုအဲလဲညုံတယောက်ဘွားကရတဲ့အတွေ့အကြုံတွေကိုရင်းပြီးတော့ကိုယ်တိုင်ကိုကြရေးဆွဲထားတဲ့သင်တန်းသားထောင်ပေါင်းများစွာကိုအင်္ဂလိပ်စကားတကယ်ပြောတတ်သွားအောင်မွေးထုတ်ပေးနိုင်ခဲ့တဲ့သင်ယူနဲ့အသုံးပြုပြီးသင်ကြားပေးသွားမှာဖြစ်ပါတယ်။ English စကားပြောတတ်ခြင်းလို့သင်တန်းတွေလည်းကျွန်တော်တို့ တက်ထားဘူးတဲ့စာကြီးပဲတင်ခဲ့ရတာမျိုးကြုံတွေ့ကြရတယ်တကယ်တကယ်ဖြစ်တင်တာကစာတင်ပြီးတဲ့နောက်မှာအဲ့တင်ကန်းစာတွေကရလာတဲ့ဗဟုသုတတွေကိုလက်တွေ့ကိုပါဇက်ကနေကိုတိုင်းထုတ်ဖော်ပြောဆိုပြီးတော့လေ့ကျင့်ရမယ့်ပတ်ဝန်းကျင်တစ်ခုကလည်းတကယ်ကိုမရှိမဖြစ်လို့ရတယ်။အဲ့ဒီအတွက်ကျွန်တော်တို့သင်တန်းလေးမှာဆိုလို့ရှိရင်တော့သင်ကြားမှုတက်တက်မဟုတ်ဘဲနဲ့လေ့ကျင့်မှုတွေကိုပါပေါင်းဆက်ပေးထားပါတယ်။ သင်တန်းဆရာရဲ့သင်ကြားမှုစာသင်ချိန်နှစ်ချိန် spoken english trainer နဲ့အတူတူ english ဘာသာစကားကိုလက်တွေ့ပြောဆိုလေ့ကျင့်ရမယ်ဆိုတဲ့အချိန်ကနောက်ထပ်၃ချိန်ဆိုတော့တပတ်ကို၅ရက်တိတိကျွန်တော်တို့အားရပါရကြီးသင်ယူသွားမယ်သင်တန်းလည်းဖြစ်ပါတယ် ဒီသင်တန်းလေးကိုတက်ရောက်သင်ယူဖို့အတွက်လိုအပ်တဲ့အချက်လက်အသေးစိတ်ကိုဒီဗီဒီယိုလေးရဲ့အပေါ် description မှာအသေးစိတ်ကျွန်တော်တို့ရေးသားဖော်ပြပေးထားပါတယ်ဒီသင်တန်းကိုတက်မယ်ဆိုလို့ရှိရင်အခြေခံပညာအနည်းဆုံးအထက်တန်းအဆင့်လောက်ထိတော့သင်ယူပြီးထားဖို့လိုအပ်ပါတယ်ဒီသင်တန်းရဲ့ highlight ကိုပြောပါဆိုလို့ရှိရင်တင်နှန်းကြီးတွင်းပြီးမတက်ခင်မှာဒီတင်နှန်းဆရာကဘလို့တင်ကြလဲဒီတင်နှန်းဟာဘလို့နီးစနစ်မျိုးတွေကိုတင်ကြနေတယ်လဲဘလို့ ျက်စီးကရိယာတွေကိုအသုံးပြုပြီးတော့ဒီ Zoom class ကိုသင်ကြားပေးနေလေကိုနေရောအစဉ်ပြေရောပြေပါမလားလို့တန်တဲ့ရှိတဲ့သူတွေအနေနဲ့ကျွန်တော်တို့ Facebook search ပေါင်းမှာ Learn with SMA class inquiry to red group လေးကို join နှိပ်လိုက်ပါပြီးရင် group ရဲ့အပေါ်ဘယ်ဘက်တောင်မှာရှိတဲ့ guide ဆိုတဲ့နေရာကနေဝင်ပြီးတော့ ဒီကျွန်တော်တို့ Zoom class မှာဘလို့သင်လဲဆိုတော့အရင်အပတ်စဉ်တွေကသင်ကြားပေးထားတဲ့အာသင်ခန်းစာ view record တွေကို နမူနာလေ့လာနိုင်ဖို့အတွက်တင်ပေးထားပါတယ်။အဲ့တော့သင်တန်းမတက်ခင်မှာသင်တန်းကြီးတွင်းစရာမလိုဘူး။ဒီသင်တန်းရဲ့သင်ကြားမှုအရင် လေ့လာပြီးတော့မှသင်တန်းကြီးတွင်းရမယ့်စနစ်ကိုကျင့်သုံးတဲ့သင်တန်းကလည်းကျွန်တော်တို့ Learn with SMB သင်တန်းတစ်ခုပဲဒီမြန်မာနိုင်ငံမှာရှိပါတယ်။ဝါသနာပါလို့ပဲဖြစ်ဖြစ်နိုင်ငံခြားကိုသွားဖို့အပုံစီစဉ်ပြနေပြီးဒီဘာသာစကားကိုအချိန်နှစ်လအတွင်းမှာရေကုန်ရေကန်တည်တည်ချာချာလေးကြက်ကြက်မက်မက်သင်ပြီးတဲ့သင်တန်းမျိုး ုးမှတကယ်တက်အောင်လေ့လာသင်ယူခြင်းလေဆိုတဲ့သူတွေအနေနဲ့ကျွန်တော်တို့အခုဗီဒီယိုလေးရဲ့ညာဘက်အောက်ခြေမှာပါတဲ့ send message ဆိုတဲ့နေရာကနေကိုယ့်ရဲ့နာမည်ရင်းဖုန်းနံပါတ်ကိုဒေတာပေးပို့လာရုံနဲ့ကျွန်တော်တို့ land with sme ရဲ့ admin တွေကနေပြီးတော့မှမိတ်ဆွေတို့တိလို့တဲ့အချက်အလက်အကြောင်းအရာအသေးစိတ်ကိုစုံစမ်းမေးမြန်းဆွေးနွေးတိုင်ပင်ပြီးတော့မှဒီအင်္ဂလိပ်စကားပြောသင်တန်းလေးကိုတက်ရောက်သင်ယူနိုင်ပါတယ်ဆိုတဲ့အကြောင်းကိုဒီနေရာကနေသတင်းကောင်းပို့လိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်